စမ်းမယ်။အခုလို့ပို့စ조사နေတဲ့ရွေးကောက်ပွဲအကြောင်းကိုဦးကိုကိုကြီးအင်တာဗျူးဖြေထားတာနားထောင်ပြီးပြီထင်ပါတယ်။ဟိုသူ့ကိုမေးတဲ့တယောက်ကတော့မုတ်ဆိုးမစပကီနဲ့လက်ဝဲပေါက်နေလို့အိတ်ထဲနှိုက်ထားတဲ့တယောက်ပါ။ရွေးကောက်ပွဲကိုကြိုက်တယ်လို့လို့ကြိုက်တဲ့နေရာမှာလို့ကြိုက်တဲ့စီမင်းနဲ့လို့ကြိုက်တဲ့သူကိုမဲပေးလို့ရတယ်။ဒါပေမဲ့နောက်ဆုံးရလက်မှာတော့တက်မတော်နိုင်မှရမယ်။တက်မတော်မနိုင်ရင်တောက်ပြက်တနာတွေတက်သွားမယ်။ မ်းမတော်နဲ့ပေါ်တိုင်မှုမဖြစ်စေနဲ့ဆိုပြီးဥကိုကိုကြီးကဖြေသွားတာဗျ။အမှန်တော့ဥကိုကိုကြီးပြောမဲ့တာပြောတာပါ။တမ်းမတော်အနေနဲ့မနိုင်စရာအကြောင်းတစက်မှကိုမရှိတော့တာ။အာနာသိမ့်ပြီး၄နှစ်ကျော်ကာလအတွင်းမှာပြည်သူတွေဟာတမ်းမတော်ရဲ့ဆွမ်းဆောင်ရည်ကိုအပြည့်အဝမြင်တွေ့ခဲ့ရပြီးဖြစ်ပါလေ။တမ်းမတော်ရဲ့ဆွမ်းဆောင်ရည်တွေကြောင့်ကျန်းခံရေးလို့တက်မတော်ကြောထောက်နောက်ခံရှိတဲ့ပါတီမျိုးတွေဟာမြန်မာနိုင်ငံမှာနောက်ထပ်နှစ်ပေါင်းရာချီသည့်တိုင် မဲဆွဲစရာမလိုတော့တဲ့အနေအထားထိရောက်ရှိနေပြီဖြစ်ပါတယ်။ရွေးကောက်ပွဲကိုပီလုံးချုပ်မလုပ်ပဲရင်းနှီးတဲ့သူတွေနဲ့အ ਨੇ ချင်းလောက်နဲ့ပဲတက်နိုင်တဲ့များအချင်းချင်းပြီးလောက်လိုက်မယ်ဆိုရင်တော့ဦးကိုကိုကြီးဖြေခဲ့သလိုမျိုးတပ်မတော်နဲ့ပွန်တိုင်မှုမဖြစ်စေတဲ့အဖြေရလက်မျိုးတကယ်ထွက်လာမှာပါ။အခုတော့ရွေးကောက်ပွဲလုပ်နိုင်တဲ့မြို့နယ်စုစုပေါင်း60သာရှိတော့ကြောင်းကြားသိရပါတယ်။ဦးကိုကိုကြီးနဲ့မော်ဆိုမဆပတ်ကြီးတို့အင်တာဗျူးလုပ်ထားတဲ့ဗီဒီယိုဖိုင်က original file မတွေ့တော့လို့ရှိတဲ့ video file လေးပဲထည့်လိုက်ရတဲ့အတွက်အနူးညော့တောင်းပန်အပ်ပါတယ်ခင်ဗျာဟုတ်မင်္ဂလာပါဗျာဟုတ်ကဲ့မင်္ဂလာပါကျွန်တော်လေပထမဆုံးအနေနဲ့လက်ရှိမြန်မာနိုင်ငံရေးကိုတစ်ချက်လောက်ပုံဖော်ပြပေးပါလားဘာလို့ဖြစ်နေရကျွန်တော်ကတော့ဘာမှမပေါက်ပြသွားလဲကျွန်တော်ရွာမှာ AC ဘာမှမလုပ်လဲစားရတယ်ကျွန်တော်၃မိနစ်ရှိရှိတယ်၃မိနစ်မှောင်းလဲ AC ကျွန်တော်အိမ်မှာငယ်ဆုံးမလုပ်လဲစားရတယ်ဘာမှပူပြမရှိဘူးတတွင်းအမှန်တွေတင်ဆက်ပေးနေတယ်ဒီ host agency